မိုက်ဆိုကအားလုံးပဲမင်္ဂလာပါခင်ဗျာကဲကျွန်တော်တို့ဝက်ဆန်းကိုအူထရာဖုန်မှာတည်ကြသွားတယ်ဗျာအချိန်နေရာလည်းမကောင်းဘူးတည်ကြတာအတက်ကိုတည်ချာလဲကန်တဲ့ပုံစံဘယ်လိုမျိုးမှာသုံးမျိုးလေးကိုတွေလည်းမပြတ်ဘူးဗျာတင်ပါ16မိနစ်ကတည်းအောင်နာကတည်းအတင်းဆိုးဗျာတည်တယ်ဗျာအတင်းဆိုအပိန်တိန်တိန်နေ brand for no tangan forest ဆိုအဲ့ကောင်တွေရောမကောင်းကောင်းမနိုင်ဘူးချက်ရချက်တယ်ဟုတ်ကျွန်တော်တို့က Manchester United လေဗျာဟုတ်တယ်မလား Manchester United လိုမျိုးပဲကန်ရမှာဗောရဟုတ်တယ်မလားခံခတ်တယ်လေဟုတ်တယ်လား အာတခြားအသင်းတွေဟိုနိုင်ပွဲပြီးသွားလို့ရှိရင်ပရီးမီးယားလိဂ်ဒီဘက်ဘက်ပြီးသွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပွဲပြီးသွားတိုင်းကခံပြငါတို့ရဂျစ်စတာယူနိုက်တက်မင်းတို့အသင်းကဘာကောင်းမလို့ငါတို့ကအမြဲတမ်းထိတ်မှန်းနိုင်ငါတို့ကချန်ပီယံကွာအဲ့လိုမျိုးတွေနဲ့မဖြစ်တော့ဘူးဟုတ်လူကြားထဲမှာလုံးလို့မရတော့ဟုတ်ချီနေမကောင်းတော့ဟုတ်သူများတွေကသွားလို့ချင်းမင်းတို့အာငါဘဲသွားသွားပါဗျာအပြင်ထွက်တာနဲ့ဈေးသွားတာနဲ့တခြားလက်လက်ဥစားဖြစ်သွားတယ်ဟုတ်လူတွေအကုန်လုံးအာမင်းတို့တင်းချောက်ဝါကရည်တယ်ဟုတ်စတယ်ဟုတ်ကလိတယ်ဟုတ် ခန့်ခတ်တယ်ဟုတ်ငါတို့ကဘာလို့စဖြစ်တယ်လဲဟုတ်တမတခင်ကြီးကိုဘာလို့မျိုးလို့ပြောလဲဟုတ်ကျွန်တော်တခုပြောပြမယ်ဗျလူတွေကတကယ်ကို အတ္တရဲ့ကြောက်ဖို့အရင်ကောင်းလောကြီးတယ်ဗျတကယ်ဗျမျက်စိရှိမှတကယ်တင်ခါရတတာတကဒီနဲ့ဒီလောက်မျိုးတွေအမှန်တွေတော့ပြကြည့်တော့မျက်စိရှိမှတခြားဟာတွေနဲ့တင်ငန်းစာတွေမျိုးစုံယူလို့ရနေတာတော့မှဒီအတ္တကြီးကဖုံးလွှားပြီးတော့အမှန်နေအမြင်တွေကိုဖုံးလွှားပြီးတော့ တကယ်ကိုအမားတွေပဲဖြစ်ဖြစ်အမှောင်တွေကိုပဲတိုးတိုးပို့တာကြီးอ่ะကြောက်စရာကြီးဗျအဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာတော့အဲ့လားမျိုးကျွန်တော်အဲ့တော့ဒီဗီဒီယိုလိုမျိုးကတော့ကျွန်တော်နောက်ဆုံးလုပ်ချင်းလိုပဲပြောရင်ကျွန်တော်ဒါလိုဆိုလိုမျိုးတွေတိတ်ဘယ်လိုပြောမလဲဆိုတော့တရားဟောဆရာမလုပ်ချင်ဘူးဗျာတည်လားတရားဟောဖို့လည်းမဟုတ်ကျွန်တော်အကားသာတမဲ့ပဲဝါသနာမှာအဲ့တော့ဒီဗီဒီယိုဗီဒီယိုမျိုးမှာနောက်ဆုံးမဲ့ကျွန်တော်ပြောချင်ပထမအဆုံးနေလဲကျွန်တော်ပြောချင်တာဒီဗီဒီယိုမှာကျွန်တော်တို့အသင်းကိုဒီလိုမျိုးကျွန်တော်ခုနပြောသလိုမျိုး လူတွေပုံစံဖြစ်အောင်ဒီမှာဘောလုံးကလည်းတောင်ရဲ3ခု4ခုတွေပြအသင်းတွေကိုနိုင်နေတယ်အဲ့လိုမျိုးတွေအားရပါရနိုင်နေတယ်အသင်းချင်းကိုမလုတ်ပေးနိုင်တဲ့နီးပြလက်ရှိဘာမှလည်းတော့တုံးမကြပဲနဲ့ပြောနေတဲ့နီးပြကိုကစားသမားတွေတော့ကိုမထုံတာနောက်ဆုံးပြအင်္ဂလန်ရဲ့အင်္ဂလန်သားလေးကိုဗီမေနူးတို့တော့မှထုတ်မပြနိုင်တဲ့နိုင်အာနီးပြစောက်တုံးမကြတဲ့တော့ အဲ့ဒီကောင်ကိုထုတ်ဖို့အချက်၅ချက်ကိုကျွန်တော်အရင်ဆုံးပြောပြသွားမယ်။ဘာကြောင့်ကျွန်တော်တို့ထုတ်ချင်တာလဲ။ကျွန်တော်တို့ရဲ့ Manchester United ကျွန်တော်တို့ပရိသတ်တွေအကုန်လုံးပေါ့နော်။အဲ့ကိုစားကျွန်တော်အနေနဲ့ဘာ၅ချက်နဲ့ထုတ်လို့ရလဲ။အဲ့၅ချက်ဆိုလုံးကတစ်ချက်တည်းနဲ့တောင်ထုတ်လို့ရတယ်နော်။ကျွန်တော်တို့ Manchester United ဖြစ်နေတာဟုတ်ရ။အဲ့တော့တစ်ချက်တည်းနဲ့တောင်ထုတ်လို့ရတယ်။ဒါပေမဲ့၅ချက်ဆိုကျွန်တော်ပြောသွားမယ်။အဲ့၅ချက်နဲ့ဒီအနည်းပြကိုကျွန်တော်တို့ထုတ်သင့်တယ်ဆိုတာကျွန်တော်ပြောသွားမယ်။အဲ့ဒါပြီးွားရင်ကျွန်တော်ရဲ့တကစ်အမြင်ကိုကျွန်တော်ဖြတ်ပြီးပြောသွားမယ်ဗျာ။ တဘောကြတော့ဖဲဖြစ်တယ်ဟုတ်တရားမြတ်တာမလားကြောโอเคအဲ့တော့စလိုက်အောင်ပထမတစ်ချက်ကတော့နီးပြပက်ဒဂရီလို့ခေါ်လို့ရပါဗျာပက်ဒဂရီတော့အတားရိုက်ဘာသာပြန်မယ်ဆိုတော့မျိုးရိုးပေါ့ဗျာသူလာတဲ့မျိုးရိုးပေါ့နီးပြရဲ့အလဲပဲပေါ့အဆင့်တန်းပေါ့ဇနီဒီစီတန်းမဟုတ်တာတို့ပက်ဂွာဒီယိုလာမဟုတ်တာဂျိုဆိုဂျိုစီမော်ရီညိုမဟုတ်တာတို့လူးဝစ်ဗန်ဂါမဟုတ်တာတို့သူရဲ့ level ပေါ့ဗျာအခုပြောတယ်ဇာဗီလာအဲ့လိုမျိုး level ပေါ့ဗျာ level မဟုတ်တာโอเคကျွန်တော်တို့သူလာခဲ့တဲ့ sport day တစ်ချိန်လုံးကအသင်းက ဆုပ်ဆုပ်ပြက်ပြက်တွေဖြစ်နေတာနောက်ဆုံးတခြားအပြင်ကလူတွေတောင်မှပရိသတ်တွေတောင်မှအဝေးလန်ခန်းတဲ့လူဝင်ပြီးသူ့ရဲ့ကစားသမားတွေကိုရိုက်နှက်ပြီးတော့တည်တယ်မလားတိုက်ခိုက်ပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့အသိကြီးတောင်မှဝင်လာပြီးနှစ်နှစ်လောက်အတွင်းမှာအဲ့ဒီလိမ့်မှာတစ်ချိန်တော့ပေါ်တိုတို့ဘန်ဖီကာတို့ကြီးစိုးနေတာနှစ်ပေါင်းများပလာရီလေသူတို့ဘာမှမပေးတာမဟုတ်တို့ကြီးသူတို့သူတို့ပဲကြီးစိုးနေတာအဲ့အရာတွေကိုအလုံးဖြတ်သိမ်းပြီးတော့အလုံးဖြတ်သိမ်းပြီးတော့ Sporting กว่าဆိုပြီးဖြစ်လာတာယူရိုမှာလည်း Man City တို့လိုမျိုးအသင်းမျိုးတွေကိုပွဲတွေပွဲတွေတောက်လျှောက်နိုင်လာတာပက်ကွာဂျီယိုလာတို့လိုနီးပြားကြီးတို့လည်းအနိုင်ကြီးအသာကြီးယူခဲ့တာဒီအသင်းလေးရင်းနဲ့ကဲအဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့အတွက်မလုံလောက်ဘူး Manchester United နီးပြားဖြစ်ဖို့အတွက်မလုံလောက်ဘူးလက်ခံတယ်တဘာဝကြတယ်သဘောတူတယ်ပေါ်တူဂီလီကနေပြီးတော့အင်္ဂလိပ်လီကိုလာတယ်အင်္ဂလိပ်လီပရီးမီယာလီဘာမှနားမလဲဘူးလက်ခံတယ်သဘောတူတယ်အဲ့ဒီအချက်တစ်ချက်တည်းတည်း ရူမင်အမိုရင်ကို အောက်ခိုင်းလို့ရတယ်။နောက်ဒုတိယတစ်ချက် result အဖြေလို့ပြောလို့ရမှာဗျာ။အဖြေတွေကဘာတွေလဲ။ကျွန်တော်တို့15နေရာနဲ့မိနစ်ကပြီးခဲ့တာဗျာ။ဒီချိန်မှအခါမှအဲ့လောက်မျိုးမဖြစ်ခဲ့ဘူး။ဥရောပနဲ့မဝေးခဲ့ဘူး။နောက်ဆုံးဗျာအစိုးဆုံးကဒီလိုမျိုးအခုချိန်မှအားနည်းဆုံးလို့ပြောလို့ရတဲ့ဒုံးသားတိုင်ပတ်နေတဲ့ပြဿနာတွေဖြစ်နေတဲ့တော်တန်ဟော့စပါလို့အသင်းမျိုးကိုတော့မှကျွန်တော်တို့ယူရိုပါလိလိုမျိုးချန်ရတဲ့နေတာတော့မှ ည်တယ်မှာနောက်နှစ်မှာကျွန်တော်တို့ဥရောပဝင်ရမှာဟာတော့မှာကျွန်တော်လက်လွတ်ပစ်ခဲ့ရတာကျွန်တော်တို့အနိုင်လည်းမပေးတိုင်းပြီးွားလို့ရှိရင်ဗျာပွဲ40မှာဗနံပွဲလောက်နာ12ပွဲလောက်နိုင်တယ်တည်တယ်မှာအစိုးဆုံးနီးဗျာဗျာရာခိုင်နှုန်းအရာ win rate ဆိုလို့ရှိရင် percentage နဲ့30အရာရာခိုင်နှုန်းစိုးလိုက်တာအဲ့လောက်အဖြေမျိုးတွေနဲ့စိုးနေတော့အဲ့လောက်အဖြေမျိုးတွေတော့ပြီးနေကျွန်တော်တို့ဘယ်နီးဗျာမှာအဲ့လိုမပေးဘူးဗျာအဲ့တော့အဲ့ဒီနီးပြကျွန်တော်တို့အသင်းမှာရှိဖို့မရှိသေးဘူးကျွန်တော်ထွက်ရမယ်လက်ခံတယ်သဘောတူတယ်နံပါတ်3ချက်ခေါင်းမာခေါင်းမာတာ ကောင်းပါလားဆိုလို့ရှိရင်ဘလို့မှမနီးစနစ်ပိုင်းမှာကောင်းပါဒီနီးစနစ်3 3ပဲကြီးနဲ့ပြင်းစရာကြီးဗျာဘေးတွေပေးလိုက်ထောင်ကန်လိုက်နီးစနစ်ပိုင်းပြင်းစရာကြီးဗာအနီးစနစ်မှမရှိတဲ့နီးဗျာတုံးစားမရတဲ့နေဗျာကောင်တာတွေကကန်တင်ပြေးကောင်းကုန်တိုက်ဒါပဲတက်တယ်လက်ပြပေါ်တွေမြင့်တယ်ဒါပဲတက်တယ်မမမုံဘေးတိုက်တွေပေးဒါပဲတက်တယ်နီးဗျာပြီးတော့အဲ့ဒါဟိုလိုမှလူတွေအကုန်လုံးဟာမဟုတ်ဘူးပြောင်းပါကောင်တာတက်ကစားပါ4231ကစားပါ433ကစားပါဒီလိုကစားပါဟိုလိုကစားပါအဲ့လိုဝိုင်းပြီးတော့ပြောနေတာတော့မှ မပြောင်းနဲ့နီးပြခေါင်းမရှုံးနေတာတော့ခေါင်းမနဲ့နီးပြနောက်ဆုံးများဘယ်လိုပြောမလဲတရားဆရာပဲဘုန်းကြီးပဲစီးမြောင်ပြောတော့မှသူ့ကိုနေတရားချတာတော့မှတရားမပြဘူးဒီမပြောင်းနိုင်ဘူးဆိုတော့ခေါင်းမနဲ့နီးပြအဲ့ရမခေါင်းမလို့ပထမနံပါတ်1အချက်နဲ့ပြန်သွားချိတ်လို့ရတယ် result ပေါ့နော်အရာနဲ့တည်းရမကောင်းဘူးအဲ့လိုခေါင်းမနီးပြတိုးတော့တဘောတူတယ်လက်ခံတယ်တဘာဝကြနံပါတ်4အချက်ကျွန်တော်တို့အားလုံးမျောလင့်နေတာကျွန်တော်တို့အားလုံးယုံကြည်နေတာက ျွန်တော်ကြားနေရတဲ့ကစကားတွေကဘာတွေလဲဆိုတော့ဒီလိုအသင်းနေဒီလိုအသင်းပေါ့နော်အခုလက်ရှိရှိနေတဲ့ကစားသမားတွေဗျာဘူအန်ဘူမတို့ဝယ်ထားတယ်ပဲပဲကစားသမားတွေတို့ customer တို့လို့ရှိရတယ်အိုလီဂန်နာဆိုရှာတို့တာဟတ်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးကောင်းအောင်လုပ်ပေးနိုင်မှာဒီလား only i'm sorry ဗောတည်းဗလားအာ only ငါတို့တောင်းပန်ပါတယ်ကွာအာတန်ဟာငါတို့တောင်းပန်ပါတယ်ကွာမင်းတို့သာရှိလို့ရှင်ဒီအသင်းနဲ့ဆိုအာဂျိုဇင်မော်ရီညိုမင်းဆိုတာဆိုငါတို့ဖလားရရရပါကွာလက်ခံနေဗျာ တော့တာအမှန်ပဲ4231နဲ့ကစားရင်မရမှာအကောင့်တာအတိုင်းနဲ့ရတယ်ကျွန်တော်တို့ရတယ်အဲ့အဲ့တော့ကျွန်တော်တို့အတင်းอ่ะဘယ်လိုပြောလဲဆိုတော့တိုးတက်လာရမှာဗျာတိလာအခြေအနေမကောင်းလို့နောက်နီးပြအစ်စ်လဲပါတယ်ဆိုမှဘယ်လာပို့လဲဒီပြကကျွန်တော်တို့ပို့အနောက်ပို့ရအောင်ပို့စုတ်နေတယ်ချက်မှာအခြေတလန်းတိုးတာမှမဟုတ်အနောက်နလန်းစုတ်လိုက်နလန်းတိုးလိုက်နောက်ဆိုလည်းသရေမူးနေတယ်လို့ပဲသူကတလန်းတိုးလိုက်ဘေးရောက်သွားလဲနောက်စုတ်သွားလိုက်အဲ့တော့ ဘယ်လိုပြောမလဲ progress ပဲဖြစ်ပဲ ਨੇ regress ဖြစ်နေတာအနောက်အရှိမတိုးပဲလေနောက်ဆုံးနေတာထုတ်တော့ဒိုးတော့အဲ့ဒီပြတဘာဝကြလက်ခံနံပါတ်5အချက်ကျွန်တော်တို့ Manchester United ဆိုတာနိုင်နေတာအခုနိုင်နေတာဗျကျွန်တော်အခုနိုင်နေတာမနေ့ပြန်မှနိုင်နေတာမဟုတ်ဘူးတပတ်ခါမှနိုင်နေတာမဟုတ်ဘူးကျွန်တော်တို့အခုအထိတ်ကိုရောက်ချင်တာနံပါတ်6နေရာမှာအနည်းဆုံးရှိနေရမှာ Champion League နေရာမှာအနည်းဆုံးရှိနေရမှာ ဖလားမရသေးရင်တော့မှပရီမီယာလိမရအဲ့နေရာကိုပြေးနေရမှာထိတ်ဆုံးအောင်နောက်ကနေလိုက်ပြီးတွန်းအားပေးနေတဲ့ level လောက်ကိုရှိရတယ် Manchester United ဆိုတာအဲ့တော့အဲ့ဒါလည်းဒီဒီဒီနီးမြနဲ့ကျွန်တော်တို့ဒီလောက်ငါတို့ငါတို့ ਨੇ ဘာမှမဆိုင်ဘူးထုတ်တော့လက်ခံတယ်သဘောတူအဲ့တော့အဲ့အချက်၅ချက်တည်းမှာ၅ချက်တုံးနေမဟုတ်ဗျာတစ်ချက်တည်းပဲကောက်လိုက်အဲ့တစ်ချက်တည်းနေနေထွက်ခိုင်းလို့ရတယ်ဗျာဒီနီးပြလက်ခံလို့မရတော့အတင်းမှာ ဒါပေမဲ့ကျွန်တော်အခုဖြားတဲ့ဇကားလေးကိုတေးတေးချာချာလေးတော့တစ်ချက်လောက်တော့နားထောင်ကြည့်ပေးစီခြင်း ਨੇ ဟိုတေးတေးချာချာနားထောင်တာတဲ့ open mind ပေါ့နော်ဟာစိတ်ကလေးကိုလက်ခံပြီးဖွင့်ပြီးတော့နားထောင်ကြည့်တေးတေးခြင်း ਨੇ ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့အဲ့ဒီတန်ဟာအသိကိုရောက်ရောက်လာခြင်းမှာပြောတဲ့ဇကားကိုမှတ်မိကြတာမသိဘူးကျွန်တော်တော့မှတ်မိတယ်ဘာတကားလဲဆိုတော့နှစ်ပွဲလောက်ပြီးတဲ့အချိန်မှာ အဲ့ဒီတန်ကပြောတဲ့စကားငါ IX ကဘောလုံးအသင်းလိုမျိုးငါ IX မှာကစားသူလိုမျိုးဒီအသင်းနဲ့ငါကစားလို့မရဘူးလေ Brandford နဲ့ရှုံးဝေးရတဲ့ပွဲမှာလာမသိသူပြောခဲ့တာ IX မှာတော့အလိုဘောလုံးမျိုး project progression နဲ့ပါ sorry pressing နဲ့အဲ့လိုမျိုး position နဲ့ counter attack transition နဲ့ငါကစားလို့မရဘူးလေဒီအသင်းမှာလေအဲ့ဒါနောက်ပိုင်းမှာပြီးွားတော့ ူကောင် low block ကစားလာတယ် low block ရတော့မဟုတ်ဗျာ counter attack ကစားလာတယ်လူတွေကိုအကုန်လုံးဆွဲပြီးတော့ဗောနော် counter attack ကစားတယ်အဲ့လို counter attack ကစားတဲ့အချိန်မှာအောင်မြင်မှုတွေပြန်ရလာတယ်မစိုးအာ customer တို့ရောက်ခြေပြလာတယ် rush ကိုခြေပြလာတယ်ပြီးတော့တခြားဘောလုံးသမားတွေခေါ်လာတယ်ဗောနော်မစိုးအဲ့မတိုင်ခင် rough running ကိုကျွန်တော်တို့ချက်တော့ပြန်ကြည့်အောင် rough running ကကျွန်တော်ပြောတယ်နော်နီးပြမဟုတ်ဘူးဒါပေမဲ့ godfather နီးပြတွေရဲ့နီးပြဆရာဆရာကြီးဗျာ နီးစနစ်ပိုင်းကိုတည်တယ်အသိန်း structure ကြီးကိုတည်တယ်အသိန်းကြီးကိုဘယ်လိုမျိုးလဲ run ရမယ်ဘောလုံးသင်းဆိုတာဘယ်လို run ရမလဲဆိုတာကိုတည်တယ် call father ကြီးသူပြောတဲ့စကားရှင်းရှင်းလေးကျွန်တော်တို့ Manchester United က operation လောက်ကမှာလဲဆရာဝန်ကြီးကိုတွားပြီးတော့စေးထဲစေးတောက်နေလို့မရတော့ဘူးလေစေးရုံပေါ်အခုချက်ချင်းတက်ပြီးတော့ခွဲစိတ်မှုကုသမှုပြုလုပ်ရမယ်အသိန်းတသိန်းဖြစ်နေပြီလေမှတ်မိကြတာတော့မသိဘူးကျွန်တော်ကတော့အဲ့မှတ်တဲ့စကားကိုမှတ်မိတယ်ဗျအဲ့တော့အဲ့ဒီ operation ကအခုချိန်မှာလုပ်နေလို့ပဲကျွန်တော်မြင်တယ် ျွန်တော်အရင်ဆုံးပြောချင်တာပါဗောနော် operation လုပ်ခုလုပ်တယ်ခွဲစိတ်ကုတနေတဲ့အချိန်မှာပဲလာခွဲစိတ်ခိုင်းတဲ့မှာခွဲစိတ်ကုတနေပါလေဆိုတော့အပြင်ကနေထွက်ပြီးတော့အဲငါသားလေးလမ်းပြန်မလျှောက်သေးဘူးလားဆိုပြီးတော့ဖြစ်နေတဲ့ကိစ္စကအတကြီးလုံးအကြီးရလို့ကျွန်တော်မြင်နေဗျအဲ့ဒါအပြင်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်အောင်ကျွန်တော်တို့ Ferguson နောက်ပိုင်းပေါ့နော် David Moyes ဝင်လာတဲ့အချိန်မှာ David Moyes ဝင်လာတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်ခဲ့လဲဒီနီးပြကငါတို့နဲ့မဆိုင်ဘူး ဒီနီးပြနဲ့ငါတို့နဲ့မဆိုင်ဘူး။သူက Manchester City ကလုံမျိုးကိုငါတို့အတူယူရမှာဆိုတဲ့စကားပြောပြီးတဲ့ကြာဒီနီးပြငါတို့လုံမျိုးမဟုတ် Manchester United ကိုဘာထင်နေလဲကွာ။ Ferguson ကတစ်ချိန်တော့ဒီလိုနီးပြမျိုးတလောက်ပျော့စီအေးကွေးနေတဲ့ကောင်ပြီးဒီလိုမျိုးပေါ်လုံးနေတဲ့နိုင်နေတဲ့သူမျိုးတွေဖြစ်နေတဲ့ကောင်လေ။ထွက် David Moyes ဆိုထုတ်တယ်။ David Moyes ရောက်လာတဲ့အချိန်နဲ့ငါဘယ်သူကကစားသမားတွေဘလို့ကစားသမားတွေငါလိုချင်ပါလဲဆိုပြီးပြောထားတော့အသက်ကမဝယ်ပေးတာတော့မှအဲ့နီးပြကိုကျွန်တော်တို့ကန်ထုတ်ခဲ့တယ်။ တဘာဝကြရပြမတိုင်ခင်လေးကမှကျွန်တော်တို့ကတည်တယ်မှာဖလားတွေအောင်မြင်ပြီးတော့ဖလားတွေပြောက်ထားတဲ့အတင်းတွေစိုးမိုးထားတာကိုနိုင်တာတော့မှ၃ခုလေးကိုပြတ်နိုင်ခဲ့တဲ့အတင်းတွေကိုအဲ့တော့ဒေးဗစ်မော်ရဆွတ်သွားတဲ့အချိန်မှာဘယ်ကစားဘယ်နီးပြရောက်လာလဲဆိုတော့လူးဝစ်ဗန်ကားရောက်လာတယ်ဗျလူးဝစ်ဗန်ကားကလုံးဝမတူတဲ့နီးပြเนาะဒါပေမဲ့ခုနကကျွန်တော်ပထမဆုံးတစ်ချက်ပြောတဲ့ဘက်တယ်ဘရီမျိုးရိုးအရှိအဆင့်တန်းရှိတဲ့နီးပြလူးဝစ်ဗန်ကားရောက်ချလာတယ်ဘာစလိုနာအကုန်လုံးတည်ပါရောက်ချလာတယ် သူ့ရဲ့ကစားတဲ့ style တွေကဘာတိုင်းမှမမဆိုင်ဘူးဗျအဲ့ဒါကြီးခေါ်လာတယ် position ပလေးပလေးတဲ့ကျွန်တော်တို့ဆိုလို့ရှိရင်မျက်လုံးမှိတ်ပြီးတော့ h ရှင်နေဗျာပွဲကြည့်ရတာမျက်လုံးတစ်ပတ်မဲ့တန်းနေရတာဘလို့ဆိုတာငါတကယ်မဒီဘက်ချမ်းကိုပေးလိုက် position အဲ့နားလေးမှာပြေးနေ final third လေးမှာဘောလုံးကထွက်မလာဘောလုံးကထွက်မလာ goal တင်တော့မလားကန်တော့မှာ camera defense မှာဒါမဖိုင်ရလောက်လိုက်ရိုးတပြီးဘောလုံးပြန်ယူလာလိုက်ပြန်လာလိုက်ဒီမှာ passing ပေးလိုက်မပြီးတော့ပြီးတော့အဲ့ဒီချိန်မှာလည်းဝယ်တဲ့ကစားသမားတွေအကုန်လုံးကလည်းပောက်တက်ကြရတယ်မျိုးစုံတွေပေါ့နော်ဒီမာရီယာတို့ ဖာကာတို့မျိုးစုံတွေမျိုးစုံတွေဝယ်ကြတယ်အဲ့တော့အရင်ပြင်းဝင်လဲကောင်းတယ်အဲ့ဒီမှာပြီးတော့ဟိုဟာတတွေသူ့အကုန်လုံးက pressure တွေပြီး media တွေက pressure တွေပြီးတော့အကုန်လုံးကမျိုးစုံတွေဖြစ်ပြက်ကုန်တာအာရှက်တွေကွဲပြီးတော့နောက်ဆုံးလဲကြောက်အတင်းရထုတ်ခမ်းမှုထုတ်ခဲ့ရထုတ်ခိုက်ခဲ့ရကျွန်တော်တို့ထုတ်ခိုင်းခဲ့ရထုတ်ခဲ့ရပေါ့နီးပြတွေရောအာပြိသက်တွေရောအကုန်လုံးအားတွေနဲ့ထုတ်သွားတယ်ဘယ်သူထက်ရောက်လာလဲဒီနေ့မှနိုင်နေတာချက်ချင်းများဒေမိုရီညိုဆိုတာကအဲ့ဒီအချိန်တုန်းက ဖလားကိုဟိုရှင်းမင်း short term ပေါ့နော်အတာတိုလေးကိုပြဿနာကို fix လုပ်တဲ့လို့နီးပြဖလားယူပေးတဲ့နီးပြဗျာဒီတာတာတိုလေးဘာမှတာချေတွေ project တွေလာမျိုးငါလိုချင်တဲ့လိုပေးပေးမင်းကဖလားပေးမယ်အဲ့လိုပုံစံမျိုးတင်ရမှာပတ်စံပေးမင်္ဂလူတက်ပေးမယ်အဲ့လိုသဘောပြောပြအဲ့လိုပြောပြတာဖလားယူပေးမယ်အဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုးနဲ့ရောက်လာရောက်လာတဲ့အချိန်မှာဒုတိယနှစ်မှာလည်းမဆိုးပါဘူးယူရိုပါလေးတွေကျွန်တော်တို့ရခဲ့တယ်ဒုတိယနှစ်အောင်ရောက်ခဲ့တယ် ဒါပေမဲ့အဲ့နီးပြနယ်လဲကျွန်တော်တို့ဘာဖြစ်ခဲ့လဲကျွန်တော်တို့မှာ high ceiling ရှိရယ်ဗျကျွန်တော်အာ high ceiling ရှိရယ် high ceiling ဆိုတာကဒါလဲဆိုတော့ counter attacking football เนาะ oligana social နဲ့ rolling rolling နဲ့ဖြစ်သွားတာလဲတပုံစံနဲ့ဗျာအဲ့တော့အာအဲ့ counter attacking football နဲ့ကျွန်တော်တို့ loading နဲ့ရောက်အထိမရခဲ့ဘူးပေါ့ ဒါပေမဲ့အဲ့ဒီအချိန်မှာဖြစ်ခဲ့တာအဓိကဖြစ်ခဲ့ရတာကတော့အတင်းထဲမှာ toxic positivity ဖြစ်ခဲ့တယ်ပေါ်ပေါ်ပါနဲ့မတည်ရတာလို့အတင်းကြီးက power player power တွေဖြစ်လာပြီဗျာငါတဲ့မှာဟိုအကုန်လုံးတစ်ချိန်လုံးနီးပြားကဟိုဥစားတို့အခုအချိန်မှာလူတွေအမိုးရင်းကိုဝိုင်းပြီးတော့လုံနေတဲ့ပုံစံမျိုးတွေဘာမှမဆိုင်ဘူးတကယ်တမ်းနားလေလို့ရှိရင်ကြောက်ကြည့်ကြည့်ကြည့်လို့ရှိရင်တီးတယ်ဟိုကောင်ကတဲ့ပြောတာဗျာအာမော်ရီညိုတို့တို့တဲပြောတာပေါ်ပေါ်ပါတို့ပါတို့အမှန်တရားကိုပြောမော်ရီညိုလည်းအမှန်တရားကိုပြောတယ်တဲ့မှာပါတာပဲဒါပေမဲ့သူပြောတဲ့ပုံစံကနည်းနည်း toxicity ရှိတယ် အဲ့တော့အတင်းကလူတွေကသူ့ကိုမကြိုက်တော့အကောကစားသမားတွေငါတို့မကြိုက်နာမည်တက်ပြီးကိုပြောတာဟုတ်အဲ့ကောင်စောက်တော့မကြောက်ဆိုအမိုရီဆိုတာအဲ့လိုမျိုးမဟုတ်ဘူးအမှန်တရားကိုပြောတာဒါပါကျွန်တော်နေအဲ့တော့တောက်စစ်စစ်တီရှိတယ်တောက်စစ်စစ်တီရှိတော့အတင်းထဲမှာနောက်ပါပါဘာတွေဖြစ်လာဆိုပလေယာပါဝါတွေဖြစ်လာတယ်သူကအတင်းထဲမှာလည်းပါဝါလိုဖို့စူးစမ်းတယ်ဒါပေမဲ့သူ့ကိုမကြိုက်ကြတော့ဒီဘက်ကပါဝါကလည်းစူးစမ်းဖြစ်တယ်ပေါ့ပေါ့ပါလို့အဲ့ကောင်နေ culture တွေပေါ့နော်ဒီကောင်အပေါ်ကနေပြီးတော့စီးဖို့ကြိုးစားတယ်သူ့ကိုလက်မခံအောင်မစီးလို့တော့ပို့ပြီးတော့အဲ့မှာတန်းနေမျိုးစုံဖြစ်ပြီးတော့နောက်ဆုံးအမိုရီမိုရီညိုထွက်လိုက်ရအဲ့ဒီမှာအကုန်လုံးကအကုန်လုံးပဲပရိသတ်တွေရောလူတိုင်းအကုန်လုံးကဟာငါတို့ရဲ့လူငယ်ကစားသမားလေးတွေငါတို့မှာအရေးသွေးရှိရအရေးချင်းရှိရသူတို့ကပခုံးလေးဖတ်ပြီးတော့လူတွေအကုန်လုံး view ဆက်ပြီးတော့ကြိုးစုပြိုးထောင်ပေးရမယ့်လူမျိုးလိုအပ်တာလို့ဆိုလဲဆိုတော့ကျွန်တော်တို့ caretaker လို့ခေါ်တယ် oligana social ကတဲ့အသိရဲ့ legend ကြီးပေါ့နော်ရောက်လာတယ်အသင်းရဲ့လဲကြံကြီးရောက်လာတဲ့အချိန်မှာအကုန်လုံးဖြစ်ချင်ရတယ်ဖြစ်ကုန်တော့ကျွန်တော်အမြင်ကတော့အဲ့လိုပဲမြင်တယ် ို့ဆိုးသွားတယ်လို့ပဲမြင်တယ်။အာမိုရီညိုနဲ့ဇလန်းဆခဲ့တယ်။အိုလီဂန်နာဆိုရှာအဲ့ဒီပြဿနာကိုပို့ပြီးမီးစာပေးခဲ့တာ။ဒါဓာတ်စီလောင်ခဲ့တာ။ပို့မီးလောင်သွားတယ်။ player power တွေပို့ဆိုးသွားတယ်။အကောင်လုံးကအိုရီညိုအာအိုလီဂန်နာဆိုရှာဝင်လာတဲ့အချိန်မှာဘာပြောလဲဆိုတော့ဘာလုပ်လဲဆိုတော့မင်းတို့လှုပ်ချင်ရလို့ကန်ဂျီယံငါတို့ Manchester United အဲ့ဒီအင်ပုံစံမျိုးနဲ့မင်းတို့ကစားရင်ပြီးရောမင်းတို့ကလှုပ်ချင်ရလို့ကိုင်းမြန်မာမနေ့3နိုင်ကြီးမင်းတို့ကကလပ်တက်နေပြီးတော့အာဟန်အိုဗာဖြစ်ပြီးတော့မနေ့ training လာလဲပြဿနာမရှိဘူးနောက်နေ့ကြာလို့ရှင်ဘုရားကွင်းထဲမှာမင်းတို့ဥဒါဖြင့်ကပြီးရောငါတို့အသေးကိုကြည့်နိုင်ပြီးရောမင်းတို့ကြိုက်တယ်လို့လို့အာမင်းတို့အဝေးလဲကန်းထဲမှာဖင်မြောင်းကြီးနဲ့ကနေလဲပြဿနာမရှိဘူးသူက sorry ခေါ်လာလဲပြဿနာမရှိဘူးဘာမှမဖြစ်ဘူးလှုပ်ချင်ရလို့ပရိယာပါဝါတွေအဲ့မှာတော်တော်ဆိုတာ amazing group ကိုမိမကိုဟာကောင်မလေးကိုဖြစ်တာတွေဇလန်းတွေမျိုးစုံဖြစ်လာတယ်ပေါ်ပေါ်ပါတော့အသိညာပျက်စီးတဲ့ပျက်စီးသွားတယ်အဲ့လိုမျိုးဘာမှထိမ့်မရတော့နောက်ဆုံးလက်ချက်တော့ရိုနယ်ဒိုလို့ပါလို့ခေါ်လဲတချို့ကလည်းပြောကြတာပေါ့နော်အဲ့ဒါအဒီရိုနယ်ဒိုကြောင့်မလို့ရောက်လာတယ်ဘာကြောင့်ဒါပေမဲ့ high ceiling လို့ခေါ်တဲ့ counter attacking football ကဘယ်တော့မှအသင်းကနိုင်တဲ့အသင်းဆိုတာမရှိအာဖလားရတဲ့အသင်းမရှိဘူးဗျာကျွန်တော်တို့အမြင့်ဆုံးပေါ့နော်ဥပမာနှစ်ထပ်တိုက်တဲ့ဝင်သွားလို့ရှိရင်တော့နှစ်ထပ်တပိုးပြီးမြင်အောင်တက်လို့မရတော့ဘူးဗျာသုံးနှစ်တိုက်တဲ့ဝင်သွားမှသုံးနှစ်ကိုရအောင်သွားတော့အဲ့တော့မှာအထက်80တိုက်ကိုတက်တော့မှကိုဟုတ်ချိန်မှာတထပ်တပဲရှိနေလေတချိန်ကျရင်အထက်80ဒီကိုကျွန်တော်တက်ခါနိုင်ကိုရှိတော့ high ceiling ဆိုတာရှိရဗျာအမြင့်ဆုံး ceiling ပေါ့ counter attacking football ကဘယ်တော့မှ premier league မှာမရကြီးခဲ့လို့ဗျာကျွန်တော် Leicester City ကလွဲလို့ဘယ်တော့မှ ကျွန်တော်ကြည့်လို့ရတယ်အာအဲ့ဒါကြောင့်မလို့အတင်းကြီးဆိုတာက position နဲ့ဒီလိုမျိုးကစား man city pep guardiola လာအောက်မှာလက်အောက်မှာသူတို့ကဟို counter attack ဆော့တာမဟုတ်ဘူးဗျ liverpool counter attack ဆော့တာမဟုတ်ဘူးဗျ jurgen klopp အဲ့တော့အဲ့ဒီအချိန်မှာဖြစ်နေတော့အော်ကျွန်တော်တို့က counter attack ဆော့လို့မရဘူးဆိုပြီးအဲ့ဒီအချိန်မှာကျွန်တော်ဖြစ်နေကြပြန်အောင်အဲ့ဒီတော့ကျွန်တော်တို့ဘာဖြစ်လာပြန်လဲဆိုတော့ identity ဖြစ်လာပြန်အောင်ကျွန်တော်တို့မှာ identity လိုအပ်တယ်ဆိုပြီးတော့ဖြစ်လာပြန်အောင်အသေးအ အဲ့တော့ identity ဖြစ်ပြီးတော့နီးစနစ်ပုံစံနဲ့သူ့ရဲ့နီးစနစ်ပိုင်းနေလည်းပဲ jargon clock တို့တို့ pressing မလုံးနိုင်မှာရေကန် pressing နေလုံးနိုင်မှာပြီးတော့ patriot ကဒီလိုလားလိုမျိုးတကယ်ကောင်းတဲ့ position play နဲ့နီးစနစ် tactical genius တွေမှာဆိုပြီးတော့ဘာဖြစ်ပြန်လဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့နီးပြအထက်ခေါ်ခဲ့တယ်ကျွန်တော်ခုနပြောသလိုပဲဝင်းဝဲလာခြင်းမာတွေကပြောတဲ့စကားတွေကရှင်းရှင်းလေးလေးဗျာ ငါတို့ IS အသင်းမလို့ပြောကစားလို့မရဘူးဆိုပြီးတော့ counter attacking ပြောင်းပြီးကစားခဲ့အဲ့ဒီညညတော့ပြန်တော့လေ IS ညတော့ကျွန်တော်တို့ဘာပြောပြရအောင်လဲဟာပြောတော့လာတော့ I ငါတို့ identity ပေးတယ်ဆိုပြီးတော့လာတယ်ပြီးလဲပြီးတော့သူမနိုင်လဲမနိုင်အောင် counter attacking ဘောလုံးကြီးကိုပြန်ပြီးတော့ပြောင်းပြီးဆော့ပြရအောင်ဟာမလို့ဘွာအဲ့ကောင်လည်းထွက်အဲ့ဒီအချိန်မှာကျွန်တော်အမြင်ကတော့အခုချိန်မှာဖြစ်လာတဲ့အချိန်မှာနီးပြရနီးပြရပြောင်းပြောင်းလာတဲ့အချိန်မှာအခုချိန်မှာအသင်းကြီးကစိုးတဲ့ထက်စိုးလာတယ်ဗျာ ဟိုပထမနီးပြရောက်လာတဲ့အချိန်မှာအတင်းကြီးအချင်းပြောင်းဒီလောက်အဆင့်ကနေပြီးတော့တဖြည်းဖြည်းတယောက်နေနေနေဆိုးတဲ့ဆိုးလာတယ်ကျွန်တော်အများတန်းကျွန်တော်ဇကားတစ်ခုရှိတယ်ဗျာအနာခံမှအသာဆန်ရမယ်ဆိုတဲ့ဇကားတစ်ခုပေါ့နော်ကျွန်တော်တို့ကပချိန်လုံးဘယ်တော့မှအနာခံအသာဆန်ခဲ့ရတာမဟုတ်ဘူးအသာတွေပဲဆန်ခဲ့တာအဲ့တော့အခုအချိန်မှာအနာတွေခံနေရတယ်ပဲကျွန်တော်တော့မြင်တယ်အခုအချိန်မှာဘာလဲဆိုတော့ တစ်ချိန်လုံးလုတ်ခဲ့တဲ့အရာတွေအကုန်လုံးကိုတန်ဟရဲ့အချိန်မှာအစိုးဆုံးပဲဗျာတန်ဟအချိန်မှာလုတ်ခဲ့တဲ့2023လောက်တုန်းက2022တုန်းကလုတ်ခဲ့တဲ့ခေါ်ရာတွေစေလုတ်ခဲ့တာအစိုးဆုံးပဲတန်ဟကအာသူနဲ့ agency တခုထဲမှာရှိတဲ့ကစားသမားတွေပဲရွေးပြီးခေါ်တာတယ်အန်တနီတို့ဒီဒလီတို့ကသူနဲ့ agency တခုတယ်ပြီးတော့သူ့ရဲ့ညီညီနဲ့ပတ်သက်တဲ့ပတ်စံရတဲ့အားနေပြီးတော့ခေါ်တဲ့လူတွေအကုန်လုံးကတကယ် Netherlands သမားတွေပဲ ISD ပဲ ခေါ်တာတွေအဲ့ဒါတွေအကုန်လုံးနေတာတော်တော်ဆူဆူရွေရလူလူရွေးမယ်ဆိုတခြားလူနဲ့တကယ်ကောင်းတာနဲ့ရွေးမှဆိုလို့ရှိရင်သူနဲ့စကားပြောလို့ရတဲ့လူတွေပဲသူရွေးခဲ့တာဗျာအသိညာတော်တော်ကြီးကိုဆူဆူရောရဖြစ်ခဲ့တာအဲ့တော့အဲ့ဒီဟာတွေကအခုချိန်ထိပတ်စံတွေကပေးလို့မပြီးသေးဘူးအရေးကြစေကပေးလို့မပြီးသေးဘူး ကစားသမားတွေရဲ့လာကတွေကပြီးလို့မပြီးသေးဘူးစုံနိုင်သေးဘူးလာကတွေကိုဆွတ်ဆက်ပြီးတွင်ပြီးတော့ပေးခဲ့အုံနောက်မရှိဘူးဟာ rushford လို့ rushford နောက်နေကောင်းပါလားဒါမှမဟုတ် rushford ကပိုပြီးဈေးပေါ်နားချောက်ကောင်းတယ်အဲ့လိုမျိုးတွေမဟုတ်ဘူး rushford ပဲ rushford ကောင်းတယ်အရန်ကောင်းတယ်အဲ့ကောင်ပေးပေးလိုက်ပေးပေးလိုက်ဆိုဆွတ်ဆက်ပြီးလာကတွေပေးထားတယ်အဲ့လိုမျိုးတွေနဲ့လုတ်ခဲ့လို့အသိရအခုချိန်မှာအရန်ကိုပျက်စီးနေပြီခုနကျွန်တော်ပြောသလိုပေါ့ဗျာ operation land gain ထဲမှာဝင်နေတဲ့အလိုအခုချက်ချင်းထပြီးလမ်းလျှောက်ပြီးတော့ပြေးစေခြင်းနေတယ် အဲ့တော့ကျွန်တော်အနေနဲ့တော့အတအရန်ကြီးလွားကြီးတယ်လို့မြင်မိတယ်ဗျာကျွန်တော်တို့မျက်စိရှိမှာတင်ကန်းစာတွေရှိတယ် Brighton တို့အတင်းနေအခုအချိန်မှာဟိုပတ်စံတွေဟိုတဲ့မှာကြိုက်တဲ့ဘောလုံးသမားကိုကောက်ပြီးရောင်းလိုက်ပတ်စံတွေမျိုးစုံဝင်လာတဲ့အတင်းနေ Brentford တို့လိုမျိုးအင်္ဂွင်းဘာလို့ထိုင်ကတသောင်းကျော်လောက်ပဲထိုင်လို့ရတဲ့ Stadium တွေဟိုဘောလုံးဝင်လင်းအသေးလေးကလူတွေက Brentford ကကောင်းနေတာတွေကဒီတိုင်းကန်ကောင်းလို့မဟုတ်ဘူးဗျ Luck မဟုတ်ဘူးသူတို့မှာနှစ်ပေါင်းများစွာ project ကြီးတွေကို သူတို့လှုပ်လာခဲ့တာဟာကိုတဖြည်းဖြည်းတိုးတက်လာလို့တလန်းချင်းစီလမ်းလမ်းလျှောက်လာလို့ရှေ့တန်းကိုရှေ့ကိုရောက်လာတာဗျအခုချိန်မှာလစ်ဗာပူးဖြစ်နေတဲ့ဟာတွေကမှားတယ်တခုမှမဟုတ်ဘူးနော်အာစလော့တို့ကတော့မှားနေတာကျွန်တော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 ့မထင်ဘူးလစ်ဗာပူးကအမြဲတမ်းမှန်ခဲ့တဲ့အတင်အဲ့ဒီချိန်တော့ဆိုကျွန်တော်မှတ်မှတ်ရရဗျမိုမိုဆာလာတို့ဟိုရန်ကလော့ကမဝဲခြင်းအသေးကမရဘူးဝဲတယ်အသေးနဲ့လိုက်တယ်လို့သူကမြင်လို့ဆိုပြီးတော့မိုဆာလာကိုဝဲခဲ့တာရန်ကလော့ကမိုဆာလာကိုမကြိုက်ဘူးမာနေကိုပဲကြိုက်တာ အရင်တော့ကမဝယ်နဲ့လို့သူကပြောတယ်။အဲ့ဒီအပြင်ကိုနောက်တစ်ခုပါကြည့်လို့ရတယ်ဆိုတော့သူနဲ့အဲ့ဒီချိန်တော့အောင်မြင်နေတဲ့ Man City က Pep Guardiola လာလို့ဆိုပတ်စံကိုရေလိုတောင်းခဲ့တာ။ဒီကလာကစားသမားတွေလာကပေးတဲ့အချိန်တော့မှတန်း90တန်း60လောက်ထိ Liverpool တက်များတယ်။ဒါပေမဲ့လည်း Liverpool က မန်စီးတီးနဲ့ရင်ပေါင်တန်းလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့မန်စီးတီးကတာတိုလေးအတွင်းမှာဒါပေမဲ့မှန်ကန်တဲ့လမ်းကြောင်းမှာ project ကိုမှန်အောင်လုပ်ပေးတယ်။အထူးသဖြင့်ဘက်ကွာကြီးလိုလားပေါ့နော်။ဘက်ကွာလိုဒီလိုလားပါဝင်မှုတွေနဲ့သူလုပ်ပေးခဲ့တဲ့အရာတွေပေါ့။ဒါပေမဲ့ Liverpool ကကြတော့နှစ်ပေါင်းများစွာလုပ်ခဲ့ပေမဲ့ ဟိုလစ်မန်စီးတီးလောက်ဈေးကြီးတဲ့ကစားသမားတွေတော့မခေါ်ဘူးဒါပေမဲ့သူတို့အမှန်ကန်အောင်လုံးလာချောင်းနိုင်ခဲ့တယ်အဲ့ဒါတွေကြောင့်မလို့ဒီအသေးနှစ်သင်းကဘလောက်တောင်မှထိပ်ပါရောက်ခဲ့လဲဆိုတာအလုံးသိပဲအဲ့တော့အခုအချိန်မှာကျွန်တော်ယုံကြည်တဲ့အာဆင်နယ်ပေါ့နော်ဒီနှစ်အတွက်အာဆင်နယ်ဆိုလဲကျွန်တော်ပြောလို့ရတယ်ဗျ16နှစ်နီးပါးလောက်အထိ16နှစ်လား16နှစ်ဖလားမရလက်မဲ့နဲ့အာဆင်ဝင်ကားရဲ့လက်အောက်မှာ တိုင်နေပက်ခဲ့တာနောက်ပိုင်းအသိန်းကဟိုစတေဒီယံအသစ်ပဲတိဆောက်ခဲ့ရဆောက်ခဲ့ရလို့ကြောင်းပဲဖြစ်ဖြစ်ဒီလိုပက်ဆက်နေတဲ့ဟိုသူတို့တိုင်ပက်နေတဲ့အချိန်မှာအဲ့လိုတိုင်ပက်နေတဲ့အချိန်မှာကစားသမားတွေကိုရောင်းလိုက်ထွက်လိုက်တင်ဖြစ်နေတဲ့မျိုးစုံတွေဖြစ်နေတဲ့အချိန်ပေါ့အာတတာရောက်လာတဲ့အချိန်မှာပထမ2နှစ်3နှစ်လောက်အထိဘလောက်တောင်မှအနာခံရလဲအကောင်လုံးလည်းအသိပါပဲအဲ့တော့အနာခံရပြီးွားတော့တော့မှအသာမဆန်ရသေးဘူးဗျဓမ္မနှစ်နေရနဲ့နှစ်ပေါင်းများစွာပြီးခဲ့ရတော့အခုဒီနှစ်ကြာမှာတော်တော်ကြီးကိုကောင်းလာတဲ့ ရှေ့ပြောင်းချန်ပီယံဖြစ်နိုင်တဲ့အသင်းတစ်သင်းကိုဖြစ်လာတာပေါ့နော်ဟိုစောင်းရစီဘာပြောနောက်မှထားလိုက်ပေါ့အဲ့တော့အဲ့လိုအသင်းမျိုးဖြစ်လာတာဗျအဲ့တော့နှစ်ပေါင်းများစွာဆိုတာကျွန်တော်တို့ရှိမှသင်ကန်းစာတွေအများကြီးရှိတယ်ကလပ်တွေမှာသင်ယူလို့ရတယ်ဗျတခြားသင်းတွေကိုကြည့်ပြီးသင်ယူလို့ရတယ်အဲ့တော့အဲ့အရာတွေကိုသင်ယူလို့ရရတဲ့အသားနဲ့ကျွန်တော်တို့မှာဘာဖြစ်လို့ဒီလောက်အတရည်နေမိုက်မဲပြီးတော့အခုအချိန်ထိအဲ့လိုမျိုးဖြစ်နေတာလေပေါ့နော်ဒါပေမဲ့အဲ့လိုပြောပေမဲ့ရူဘင်အမိုရင်ကိုကျွန်တော်လက်ခံတယ်ရူဘင်အမိုရင်ကိုကျွန်တော် တကယ် Manchester United ရဲ့ကောင်းတဲ့နီးပြလို့ကျွန်တော်ပြောနေရမှာမဟုတ်ဘူးကျွန်တော် in လည်းမဟုတ်ဘူး out လည်းမဟုတ်ဘူးဒါပေမဲ့ကြားရဲတော့မကြည့်ဘူးအခုတော့ in ပေါ့နော်ဒါပေမဲ့တစ်နှစ်လောက်တော့ကျွန်တော်တို့အခုကျွန်တော်တို့ဘာပဲပြောပြောပါဒါပေမဲ့တစ်နှစ်ကတော့ပေးကိုပေးမှာတစ်နှစ်ဆိုတာကသူတို့ဘာသာနောက်လွန်ခဲ့တဲ့6လောက်ထဲမတော်ဒီအခုလာပဲတစ်နှစ်ပေါ့ရာသီကုန်တဲ့တစ်နှစ်ချစ်စောင့်ကြည့်လိုက်ကြပါဦးစောင့်ကြည့်လိုက်ကြပါဦးကျွန်တော်တို့အခုအချိန်မှာကဘယ်လိုမျိုးလဲဆိုတော့ ဒီခုနကျွန်တော်ပြောသလိုပဲเนาะ operation လုပ်နေねဆရာဝင်ကိုတွားပြီးတော့လीတည်ရမှာအထဲမှာလေးဟိုအသေးခွဲဟိုဟိုဘာလို့ဘာလို့လုံးဝ glue တွေ site ဖြည်းဖြည်းလေးနေလုပ်နေတဲ့အချိန်မှာဘေးနားကနေပြီးတော့လीတင်မှာတကားအပြေကနေပြီးတကားကောက်ပြီးတော့ကျမဒါကောင်းသေးဘူးလားကျမဒါမကောင်းသေးဘူးလားဆို pressure တွေ wine ပေးနေရမျိုးမလုပ်ဖဲနဲ့အေးအေးဆေးဆေးလေးဆရာဝင်ကိုသူ့အလုပ်ကိုသူ့ပေးလောက်လိုက်သူ့ကိုပေးလောက်လိုက်တနည်းလောက်လीအေးအေးဆေးလေးထိုင်ပြီးတော့တည်ရမှာအဲ့လိုမျိုးလေးခဏလေးစောင့်လိုက်ကျွန်တော်အဲ့လာပဲတောင်းဆိုတာ အဲ့ဒါတွေရောမှအဆင်ပြေမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့နီးပြပြောင်းလို့ရတယ်တခြားနီးပြရောက်လာလို့ရှိရင်ကျွန်တော်အနေနဲ့အာ welmly work ပါမယ်ကျွန်တော်အသေးရဲ့ကောင်းမွန်အတွက်ပဲရည်ရွယ်တယ်ဒီမျောလင့်တယ်မျောမှန်းချက်ပဲရှိတယ်ဒီနီးပြအောင်มาကြိုက်တယ်ဟိုနီးပြအောင်มาကြိုက်တယ်ဒီနီးပြမရှိနေလို့တော့ငါ့အတွက်မကောင်းတော့လို့အာအတားကြီးကြည့်ပြီးတော့ငါ့ဗီဒီယိုတွေ view ကြလို့ဆိုဒီနီးပြအတီးတွေပြောတာမျိုးတွေအဲ့ဒါတွေပဲမကောင်းမြင်တာတွေဟိုလူတွေကမကောင်းမြင်တာတွေအဲ့ဒါမျိုးတွေကျွန်တော်မှမရှိဘူးရ ကျွန်တော်အသင်းအတွက်ပဲရှိတယ်အသင်းကိုပဲမျှော်မှန်းတယ်အသင်းကောင်းပါစေလို့ပဲမျှော်မှန်းတယ်အဲ့တော့ကျွန်တော်တို့ရှေ့မှာရှေ့မှာရှိရတင်ကန်းစာတွေများရှိအရှိမာတွေမဟုတ်ဘေးတွေမဟုတ်နောက်တွေမဟုတ်မျိုးစုံမှာရှိတယ်တခြားအသင်းတွေလည်းတင်ကန်းစာတွေမျိုးစုံယူလို့ရတယ်အဲ့ဒါကြီးကိုအခုချိန်မှာဒီလိုမျိုးကြီးဖြစ်နေတာတွေကတော်တော်ကြီးကိုကျွန်တော်အမြင်ကတော့အတကြီးနေတယ်လို့ပဲမြင်မိတယ်ဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်